အမလီဖေးရဖေးခင်လေးပါဇက်စီကနေတန်တော်နဲ့ရေရွတ်လိုက်မိပါတယ်။သူရှိမြင်ကွင်းစီမှာတသက်နဲ့တကူမြင်ရဖို့ခဲရင်လွန်လာတဲ့အမောက်တထောင်တောင်နဲ့စိမ့်တောက်တောက်နဂါးကြီးအလုံးတွေကထမ်းမင်လုံးကြီးပမာအမောက်အစ်မြကရွှေစိမ့်အောင်တောက်နေပြီးတော့ရွှေဝါရောင်တချို့ကကြားဖောက်ထားပါတယ်။မြေဝန်းတို့ကတော့ညည်းတောက်လို့ဗရမများလုံးကြီးများလို့ဒီထက်မကအံဩစရာကောင်းတာကနဂါးကြီးဟာရွှေရောင်ဝါဝင်းနေတဲ့ ဇီရီငယ်တစုကိုအထက်ထက်ရစ်ပတ်လွတ်နေရပါခင်လေးကြည့်မိနေတော့မှပဲဇီရီကိုလှူရှားရစ်ပတ်နေတဲ့နဂါးကြီးရဲ့ဦးကောင်ကထီတော်ထီကိုရောက်နေတဲ့ဆိုရင်ပဲပပင်းခွက်ကြီးကိုဖြန့်ဝင်လို့မိုးအုပ်လိုက်ပါတော့တယ်အဲဒီချိန်မှာပဲခင်လေးတယောက်အားဆိုပြီးတော့အလန့်တကြားနဲ့អော်ရင်းနဲ့အိယာထက်ကနေထထိုင်လိုက်မိပါတယ်နဂါးကြီးနဂါးကြီးခင်လေးပါဇက်ကတဖွားဝရေရွရင်းနဲ့မျိုးဝန်းကပတ်ဝန်းကျင်ကိုလိုက်လံကြည့်နေမိပါတယ်သူရောက်နေတာကနဂါးကြီးနဲ့ရွှေစည်ရီရှိနေတဲ့နေရာမဟုတ်တော့ပါဘူးသူ့အိတ်ခန်းစီကိုသူပြန်ရောက်နေခဲ့တာပါ တော်ပါသေးရဲ့ငါအိမ်မက်မက်နေရပဲခင်လေးတယောက်တပ်ပြင်းကိုအကျဉ်းချနေမိလိုက်ပါတယ်အရင်နောက်မှာတော့တုံရင်နေတဲ့ရေစုံကိုလက်နဲ့ဖိပြီးတော့ တောက်ရည်ဘူးကိုလိုက်ရှာလို့တဝတောက်လိုက်ပါတော့တယ်ဒီလိုနဲ့တရက်မှာတော့မွေးနေ့မနက်ပေမို့ခင်လေးတယောက်ဘကိုးရွှေမတော်ဖျားစီသွားကကုသိုလ်ပြုဖို့အတွက်အဝိစားလဲလဲပြင်ဆင်နေမိပါတယ်ရေမိုးချိုအဝိစားလဲပြီးတော့လိုအပ်တဲ့အမွေးတိုင်းဖျောင်းနိုင်တဲ့ပတ်စံအိတ်တို့ကိုယူဆောင်ပြီးတော့ကားကိတ်စီကိုထွက်ခဲ့ပေမဲ့ခင်လေးရဲ့အတွေ့ထဲမှာတော့ညာတုံးကအိမ်မက်ထဲကနဂါးကြီးကိုမြင်အောင်မိနေသေးပါပဲလူကလည်းအေးရမဝသလိုညီးစီစီလည်းဖြစ်နေပါတယ်။ကားကြီးကိုရောက်ပြီးတော့တိတ်မကြလိုက်ပါဘူး။လိုင်းကားရောက်လာတော့ကားပေါ်တက်ပြီးတော့လိုက်ခဲလိုက်ပါတယ်။ခင်လေးကလက်ရှိနေတဲ့ တဲ့တနက်ပင်မြို့နယ်ပဲခူးမြို့ကတိတ်မဝေးတော့ခဏနဲ့ပဲဖះချီရင်ကိုရောက်ခဲ့ပါတယ်ဖះဘန်းနေဝယ်ပြီးတော့ခင်လေးတယောက်ဇောင်းနှန်းတိုင်းပင်ဖះဘော်ကိုတက်လာခဲ့လိုက်ပါတယ်ဖះဘော်ကိုရောက်တော့မွေးနေ့မွေးနံတောင်မှလူပွဲပစ္စည်းတွေကိုစက်ကပ်ပြီးတော့ဖះဝတ်ပြူအမြတမ်းပေးဝေလိုက်ပါတယ်အရာတွေပြီးဆုံးသွားတော့ခင်လေးဖះဘော်ကလည်းမပြောင်းခြင်းသေးပါဘူးဖះရဲ့တရားရည်ကအေးချမ်းလာတာမို့လို့ ခဏဆက်ပြီးနေဖို့ဆုံးဖြတ်လိုက်ပြီးတော့ဇေဒီတော်ကြီးကိုအလုံးစုံဖူးမြင်နိုင်မဲ့နေရာတနေရာစီမှာခင်လေးထိုင်ပြီးတော့ကြီးညိုဖူးမြော်နေမိပြန်ပါတယ်။အိုးဘဝချားကနေလူပြူကိုကောင်းမှုလားပြုတဲ့တမိပြူလေးပါလားကွယ်။အဲ့ဒီတန်တဲ့သူခင်လေးနားကိုရောက်လာတာက တောင်ဝဲထောက်အသက်ကြီးကြီးယောဂီရောင်လည်းမဟုတ်မဲညင်ညင်အဝတ်စားတွေကိုဝတ်ဆင်ထားတဲ့အဖွားကိုတယောက်ပါ။ရှင်းပါအဖွားရဲ့စကားကိုနားမလည်လိုက်တာလို့ခင်လေးကပြန်မေးလိုက်ပါတယ်။ ဩအဘွားမေးလေးဟာကောင်းမှုလာပြုတဲ့တမိလေးလို့အဘွားကပြောလိုက်တာပါဒါနဲ့လေတမိလေးအခုတလောထူးထူးခြားခြားအိမ်မက်တွေများမက်မိသလားကွယ်ဟမ်အဘွားရဲ့မိကုန်းနဲ့ခင်လေးရဲ့အဖြစ်ပြက်ကချိန်ကြိုက်ထားသလိုပါပဲထက်ထူကြနေလေတော့ခင်လေးကြောင်အန်းသွားမိပါတယ်ပြီးတော့မှဩဟုတ်ဘွားမက်တယ်ဘွားရဲ့အခုညကလေးတင်ရပဲမက်ခဲ့သေးတာဘွားရဲ့အဘွားထိုင်မယ်နော်ဟုတ်ဟုတ်ဘွားထိုင်ကြဖို့ကြိုးစားနေတဲ့ဘွားကိုခင်လေးကဖေးကူလိုက်ပါတယ်อืมဘလို့များမက်တယ်လဲကွယ်အိမ်မက်ထဲမှာလေး ရွှေရောင်ဝင်းနေတဲ့ဇေဒီတစု ပြီးတော့ငကားစင်းစင်းကြီးငကားကြီးကဇေဒီကိုရစ်ပတ်ပြီးတော့ဗပင်းကြီးကိုမိုးလို့ဖူးမြော်နေရဖွားရဲ့ခင်လေးစကားကိုနားထောင်ပြီးတော့အဖွားကခေါင်းငိမ့်ပြီးတော့ပြုံးနေပါတယ်အဲ့ဒီနောက်မှာတော့ဒီနေ့ကသမီးလေးရဲ့အသက်25နှစ်ပြည့်မွေးနေ့မှလာပြီးတော့အိမ်မက်ကလည်းတိုက်တိုက်ဆိုင်ဆိုင်ပဲမှတ်တယ်ဆိုတာကိုရောသမီးတတိထားမိရလား ဟုတ်တယ်ဖွားရင်တမီးတတိထားမိပါတယ်อืมအဲ့ဒီအကြောင်းနေပြောရရင်တော့တမီးလေးကသူတို့နဲ့ထူးခြားတဲ့ပဋ္ဌာန်းဆက်တွေရှိနေတယ်ကွယ်အဲ့ဒါကြောင့်သူတို့ကအတိပေးလိုက်တာပါလူဘဝမှာကြာကြာနေခြင်းနဲ့ဆိုရင်တော့ကုသိုလ်ကောင်းမှုများများပြုလုပ်ပြီးတော့သူတို့ကိုရည်ရွယ်ပြီးတော့အမြပေးဝေချေကွယ်ဟုတ်ကဲ့ပါဖွားရဲ့ဒါနဲ့လေသူတို့ဆိုတာဘယ်သူတွေလဲသူတို့ဆိုတာကတမီးမြင်မှတ်ခဲ့တဲ့ငကားကြီးပေါ့ကွယ်တမီးကငကားတိုက်ကလာတာကွယ်ရှင် အဘွားအထင်ကိုပြောရရင်တော့တမီးလေးဟာအဲ့ဒီအိမ်မက်ထဲကရွှေစည်တီကိုအပြင်မှာကြုံကြိုက်ပြီးတော့အမှန်တကယ်ဖူးမြော်ရလေဦးမယ်ကွယ်တကယ်လို့များအခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့အဘွားကိုတတိယချင်းနော်အဲ့ဒီအခါအဘွားကိုယ်တိုင်မကူညီနိုင်ခဲ့ရင်တော့ကူညီနိုင်မဲ့သူကိုအဘွားရှာဖွေပေးမယ်ကဲကဲတမီးလေးအဘွားကိုထူပေးပါအောင်ကွယ်ပြန်ရင်ရောက်တော့မှာမလို့အဘွားသွားတော့မယ်လေနော်အော်ဟုတ်ကဲ့ပါရှင်ခင်လေးကအဘွားကိုထူပေးလိုက်ပါတယ် ထူထားလို့ပြီးရတယ်ပဲအဖွားကထူးထူးဆန်းဆန်းပဲခင်လေးကိုနှုတ်မဆက်တော့ပါဘူးတောင်းဝင်လေးကိုအားပြုပြီးလို့ဖခင်ရဲ့အနောက်ဘက်စီကိုထွက်သွားခဲ့ပါတယ်ကြံရိတ်ခဲ့သူခင်လေးကတော့ထွက်သွားသူယောဂီအဖွားရဲ့ကြောပြင်ကိုကြည်ပြီးတော့အတွေးပေါင်းများစွာနဲ့ကြံရိတ်ခဲ့ပါတယ်အဖွားကိုမြေငွင်းကကြွယ်ချင်ကြမှာခင်လေးအတွေးတွေရက်သွားရပြီးတော့ပါဇက်ကနေငါငကားတိုက်ကလာတာတဲ့အဖွားပြောတာကြီးကလည်းထူးဆန်းလိုက်တာလိုက်လို့တော့မမီတော့ဒါရီကဒီခကြီးထဲမှာရှိနေသေးလို့လားငါအဖွားကိုတေချာထမေးကြည့်ရင်ကောင်းမယ်ခင်လေးကအဲ့လိုဆုံးဖြတ်ချက်နဲ့အတူချက်ချင်းပဲအဖွား ါကိုလိုက်ရှာဖို့အတွက်နေရကနေခတ်တုတ်တုတ်ထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့လည်းရွှေမော်ရော့စီတီကြီးကတပတ်ပြည့်သွားခဲ့တဲ့မိနစ်ပိုင်းလေးအတွင်းမှာပင်တောင်ဝဲကိုအာပြုလို့ထွက်သွားတဲ့အဖွားရဲ့အရေးအယောင်ကိုတော့လုံးဝလုံးဝမတွေ့ခဲ့ရတော့ပါဘူး။နောက်ဆုံးတော့ခင်လင်းလည်းအဲ့ဒီအကြောင်းကိုမဖြစ်နိုင်မှုရဲ့လို့ယူဆပြီးတော့ပော့ပော့တန်တန်ပဲနေခဲ့လိုက်ပါတယ်။ဟာရုသားဖွားဖွဲ့တွေနေပြောင်းထွက်ဖို့ရှိတဲ့ခင်လင်းရဲ့ကြီးလက်စီပေကန်လေးထဲမှာထိုင်ပြီးတော့လိုအပ်တဲ့ဆေးတွေကိုမြို့ပေါ်လမ်းမှာဖို့အတွက်စည်ရင်းပြုစုနေတော့အဲ့ဒီစကားတန်တဲ့ဒူစေးကန်းတဲ့ကိုဝင်ရောက်လာတဲ့သားဖွားဆရာမလေးစုစုကြောင် ခင်လေးမော့ကြည့်လိုက်မိပါတယ်ဟမ်ဟုတ်လားဘလို့ဖြစ်ရလဲဟာ အေးလေငါလည်းအဲ့ဒါကိုပဲတွေးနေရဒုတောင်ဝကျနေရာတွေကိုရောက်နေရတက်မကလာမှမပြည့်သေးဘူးအဲဒီချိန်မှာပဲခင်လေးပင့်သက်ကိုရှက်လိုက်မိပါတယ်သူနဲ့စုမွန်တို့ကတင်းနဲ့အတူတူတက်ပြီးတော့တနက်ပင်မြို့မှာပဲတောင်ဝကျခဲ့သူတွေဖြစ်ပါတယ်ယခုမှတော့သူတို့နှစ်ယောက်တနက်ပင်မြို့မှာတောင်ဝထမ်းဆောင်နေကြတာဟာအချိန်တနစ်ပင်မပြည့်သေးပါဘူးနေပြောင်းတရင်ကတော့ရောက်လာခဲ့ပါပြီတိုးပေမဲ့လည်းတောင်ဝကျရမှာထမ်းဆောင်ရမယ်ဝန်ထမ်းတွေမျိုးငင်းဆန်ခြင်းကမစွမ်းသာတော့ပါဘူးမျက်စိရှိရမြင်နေရတဲ့ကြေးလက်ကျမ်းမာရေးဌာနလေးကိုကြည့်ပြီးတော့ခင်လေးကလေးဘူးတစ်ချက်ကိုမုတ်ထုတ်လိုက်မိပါတယ်ခင်လေးကဖြူးမ ို့ရဲ့နောက်ဖက်တော်တော်လေးကိုခေါင်ဖျားလာတဲ့ရွာကလေးစီကိုတာဝန်ကျပြီးတော့အခုရောက်နေခဲ့တာပါ။ကျမ်းမာရေးဌာနလေးကိုပိတ်ထားတာကြာနေပြီဖြစ်တယ်ဆိုတာကိုတော့တန်ကြီးတက်နေတဲ့တော့ကလောက်ကြီးကတက်တည်ခံနေတယ်လို့ပါပဲ။တော့တန်နဲ့ခဲ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 ဖွင့်ပြီးမှတော့အပွင့်သွားခဲ့ပါတယ်။ခင်လေးတဲကိုဝင်ကြည့်လိုက်တော့ပစ္စည်းပစ္စည်းအရုပ်ကဖုံထက်ထက်နဲ့မတက်တာပဲမို့လက်ထဲကအထုပ်ပိုးတွေကိုတင့်ရနေရမှာခြားထားပြီးတော့တကားတောင်းကတပြက်စည်းလေးကိုယူလို့တန်ရှင်းတွေလုပ်ဖို့ပြင်လဲရပါတယ်။ဆီယမ်မာလေးကရောက်နေပြီရဲ့။ အပြင်ဘက်ကစူညံတန်တွေကိုကြားရတာမို့ရွာတွေကိုလူသွားခေါ်တဲ့ဥပမောင်တို့ပြန်လာကြောင်းသိလျာပါတယ်မကြပါဘူးရွာတွေကလူအုပ်ကြီးတို့ရောက်လာပြီးတော့ပျော့ပျော့ပါပါနဲ့ကျမ်းမာရေးဌာနငယ်လေးကိုဝိုင်းဝန်းရှင်းလင်းပေးကြပါတယ် အားလုံးကလည်းခင်လေးကိုဆရာမဆရာမနဲ့ပါဇက်ပြားကမချလောက်အောင်ကိုချစ်ခင်နေကြလေတော့ခင်လေးခင်မမှာအခုမှနေမြင့်တဲ့ကိုရောက်ရှိခဲ့ရပေမဲ့ကိုယ်ဝင်ကိုယ်ရလို့ခံစားလာရပါတယ်။ဒို့ပေမဲ့လည်းစားရောက်ရောက်ချင်းတလားလောက်တွင်မှာပဲသူ့စီကိုမွေးဖွားသူကိုဗိုက်အပ်လာသူတွေပါလုံးဝရှိမနေခဲ့ပါဘူး။ခြေလက်ဒေတာရှေးရို့ကိုခုံမင်ကြသူတွေပဲမို့အရက်လက်တွေကသာအပြုတ်မွေးဖွားနေကြဆဲပါပဲ။အချိန်၅လဝင်းကျင်တာကြာမြင့်ခဲ့ပါပြီ။ဒီတော့တွင်မှာတော့ကိုခင်ဝင်းဆိုသူရဲ့ဇနီးမေတင်ဆိုတဲ့ဆင်းရဲလွန်းလာတဲ့အမျိုးသမီးကိုအရက်လက်တွေကမွေးဖွားပေးဖို့ ဖို့ညှင်းဆန်ရာကခင်လေးစီကိုရောက်လာခဲ့ကြပြီးတော့ဤစနစ်တကျမွေးဖွားခဲ့ခြင်းကအစပြုလို့ကျေးလက်လူလူတို့ကခင်လေးပေါ်မှာယုံကြည်တက်ဝင်လာခဲ့ကြပြီးဖြစ်ပါတယ်။အချိန်ကစကားပြောလာတာနဲ့များခင်လေးရောက်လာပြီးတော့နောက်ပိုင်းမှာတော့ကျေးလက်ဒေသတွေရဲ့ရှေးရိုးဆွဲတားဖွားနီးနာတွေကြားမှာအသက်လူပြီးမွေးဖွားရမယ်ကလေးငယ်တွေရဲ့မိခင်တွေကယာနှုံးပြေးွားတဲ့ကျမ်းမာရေးဆိုင်ရာလုံခြုံမှုကိုခံစားလာကြရပါတယ်။မလိုအပ်ဘဲနဲ့မိခင်ကလေးတိမ်မမှုတွေကလည်းမရှိတော့ပါဘူး။အစပိုင်းတော့ရှေးတုံးကိုမလွန်ဆန်ကြပါပဲ။နောက်ပိုင်းမှာတော့ခင်လေးရဲ့ကျန်းမာရေးပညာပေးဟော ောပြောစည်းရုံးမှုတွေကြားမှာကျေလက်နေလူလူတို့အရာရာကိုတဖြည်းဖြည်းနားလည်သိရှိလာခဲ့ကြပါတယ်အမျိုးသမီးတွေစေဝါများကိုစနစ်တကျအသုံးပြုပြီးတော့တားဆက်ချခြင်းနဲ့ရခင်ရှိပြီးသားအရက်လက်တွေတွေကိုမှန်ကန်တဲ့နေစနစ်တွေတင် जा နိုင်မှုခင်လေးကူညီပေးနိုင်ခဲ့ပါတယ်ခင်လေးရဲ့စေတနာအကျင့်နာနဲ့မေတ္တာတရားတွေကခေါင်ပြားလာတဲ့ကျေလက်ဒေတာလေးကိုကိုယ်ရက်ဖြန့်ကျက်နိုင်ခဲ့ပါပြီမေတ္တာဆိုတဲ့သဘောမှာလည်းရောင်မြန်တုံ့မြန်တက်လေတော့ကျေလက်သားတို့အဖို့ကခင်လေးကိုချစ်ခင်လေးစားမှုအပြည့်နဲ့ပါပဲတို့ပဲမဲ့လည်းအရာရာတိုင်းမှာဆုံးမြူဆိုတာရှိနေတတ်ပါတယ်ဒီတော့ ခင်လေးရဲ့လှုပ်ဆောင်ချက်တွေတိုင်းကိုအပြစ်လို့မြင်နေတတ်တဲ့သူတယောက်တော့ရှိနေခဲ့ပါတယ်။ထို့သူကတော့ ီယာမာလေးရောက်လာကလေးကတဖြည်းဖြည်းနဲ့ငါ့ရဲ့စားပုတ်တွေပိတ်နေရအခုဆိုရင်ရွာထဲကအရင်ကငါမငါတနန်းဆွဲမွေးခဲ့ကြတဲ့ကောင်မတွေကလည်းအခုတော့ဒီယာမစီကိုရောက်ကုန်ကြပြီငါစီမှာခါရခဲ့ကြတဲ့တပည့်တပန်းတွေကလည်းသူ့ကြောင့်ငါနဲ့ကိုခွာပြဲကုန်ကြပြီမဖြစ်သေးပါဘူးငါသူ့ကိုဒီတိုင်းလွတ်ထားလို့တော့မရအောင်တခုခုတော့လုံမရမယ်ဒါမှငါလုံးတွေငါစီပြန်ရောက်လာမှာအထက်ပါစကားကိုပြောင်းမှုပဲစစ်လိုက်ကြီးဖွာလို့ကျင်းဝါနေသူကတော့ရွာပြင်လေချင်းနေထဲမှာတဲထိုးပြီးနေတဲ့ ဒေါ်ဖွားတင်ပဲဖြစ်ပါတယ်ဒေါ်ဖွားတင်ကအရင်ကဒီနီယာဒီဒေတာရဲ့အထင်ကရဝန်းဆွဲတဲ့ကြီးပါနောက်ပြီးတော့အောက်လန်းလိုလိုဆုံးလိုလိုပညာရက်တွေကိုလည်းတက်ကြွနဲ့ဆိုပြီးတော့ရွာကလူတွေရဲ့တမုတ်ခံထားရတဲ့သူပါအရင်ကတည်းကသူ့နယ်ပိုင်ရက်ရွာတွေကကလေးမွေးစရာရှိလို့အခြားဝန်းဆွဲတဲ့နယ်မွေးခဲ့ရင်သူကကလေးတင်အောင်ပြူစားတတ်တယ်ရဲ့လို့ ရွာကလူတွေကသိကြပါတယ်တကယ်လဲသူနဲ့မမွေးရင်ကလေးကတေဖို့ကများပါတယ်တကယ်တော့ဒေါ်ဘွားတင်ကစုံမဟုတ်ပါဘူးတခြားနေရာကအောက်လန်းဆရာတယောက်ရဲ့အကူအညီကနေတဆင်တခြားလက်တွေတွေကိုအမမယွန်းယွန်းနေဖြစ်အောင်ဖန်နီးနေတာရဲ့ပါခင်လေးဆိုတဲ့တာဘွားဆရာမရွာကိုရောက်စားကတော့ကလေးမွေးမဲ့သူတွေကအဲ့ဒီဆရာမစီထက်သူ့စီကိုပဲအလာများကြပါတယ်ဒီတုန်းကတော့ဒေါ်ဘွားတင်ကပညာမှန်ဝင့်လို့ဆရာမလေးကိုဖားတူးလို့ခရုခုံအိုင်ပြည့်ယုံမဲ့ရှိမဲ့ဘာညာစမကလာကျွတ်ကျွတ်တနာဆရာလေးဆိုပြီးတော့တေော်ခဲ့ဘူးပါသေးတယ် အပွဲပွဲနွှဲလာခဲ့တဲ့သူ့အတွက်တော့ဆီယာမာလေးဟာဂယူဆိုင်ဆီယာမလို့ဘူးလို့သူယူဆခဲ့တာပါဒါပေမဲ့လည်းအချိန်ကာလကြာမြင့်လာတာနဲ့များသူ့စီကိုလက်တယ်လာအပ်သူတွေကလုံးဝကိုမရှိကြတော့ဖြစ်လာခဲ့ပါတယ်ဒီတော့ကမှဒေါ်ဘာတင်တို့လက်ရှိအခြေအနေကိုမြင်ရပြီးတော့အခုလိုမလို့မုံပွားမှုတွေစတင်လာခဲ့တာပါဒီအတွက်ကြောင့်ပဲသူဟာအကိုင်းခက်ကိုခုတ်ခြင်းနဲ့ရေတောက်မြစ်ကိုဖျက်ဆီးဖို့ဒါဆုံးဖြတ်လိုက်ပါတော့တယ်တန်ကြောင်ငါမာရာရေတေချာလုတ်ပေးစမ်းနော် ဒေါ်ဘွားတင်ကအောက်လန်းဆရာကြီးကယူလာတဲ့အစီအမံကိုခင်လေးစီကိုပို့ဖို့အတွက်အယက်သမားတန်ချောင်းကိုခိုင်းနေရပါတန်ချောင်းကတော့ဟိုးရင်ကလေးကဒေါ်ဘွားတင်ရဲ့ခိုင်းပန်းအခုကိစ္စမှာလဲတာဘွားဆရာမှလည်းတည်သွားရင်သူပြူစားတယ်လို့တမုံမှဆိုလို့တန်ချောင်းကိုအယက်ဖို့ပေးပြီးတော့ ညဘက်ကြီးတွပစ်ဖို့အတွက်ခေါ်ဟိုင်းနေရရဲ့ပါတန်ချောင်းကတော့အရက်ဘိုးကိုမြင်ပြီးခေါင်းတညင်ညင်နဲ့မကြပါဘူးတန်ချောင်းတယောက်တော်ဘွားတင်ပေးတဲ့အထုပ်ကလေးကိုယူလို့ရွာထဲကိုထွက်သွားပါတော့တယ်ညဘက်လူကြီးတစ်ချိန်ရောက်တဲ့အခါမှာတော့တန်ချောင်းတယောက်ကကုတ်ချောင်းချောင်းနဲ့ဆီယာမလေးနေတဲ့ကျမ်းမာရေးဌာနစီကိုသွားပါတယ်ဟမ်အရမူးနေတဲ့တန်ချောင်းတယောက်အမူးပြေးနေတယ်လို့ဖြစ်ပြီးတော့မျက်လုံးနေတော့ပြူးသွားရပါတယ်။ဆီယမလေးနေတဲ့ကျမ်းမာရေးဌာနလေးကသူ့မျက်စိရှိမှလည်းပျောက်ချင်းမလားပျောက်နေကြတာပါ။ဘယ်များရောက်သွားလဲကွာ။ ငါများရေချိန်လွန်သွားလို့များလားရေချိန်လွန်ရအောင်ကလည်းပုံမှန်တောက်နေကြတိုင်းပဲတောက်တော့တန်ချောင်းမကြင်မနဲ့နဲ့လဲပတ်ပြီးတော့ရှာနေခဲ့ပါတယ်ဒါပေမဲ့လည်းဆ iam မလေးနေတဲ့နေရာမှာကျမ်းမာရေးဌာနအဆောက်အုံလေးရှိမနေပဲဟာလာဟင်းလင်းကြီးပဲဖြစ်နေပါတယ်ပြီးတော့စိမ့်ဖက်မှန်မီးခိုးလိုလိုမြူလိုလိုအရာတွေကလည်းအဲ့ဒီနေရာမှာရှိနေပါတယ်ကြာတော့တန်ချောင်းအရက်ရှိန်တော့ပြေးကျင်တယ်လို့လို့ဖြစ်ရပြီးတော့အထုပ်ကိုကင်လို့လာလန်းစီကသာပြန်လဲလာရပါတော့တယ်အမောင်စိမ့်မချတော့နမတော့ဒိုးရီရဲ့မူလဘွားစီကိုပဲနမတော့ပြန်လာခဲ့ပါတော့နော် အိမ်မောကြနေတဲ့ခင်လေးရဲ့နားထဲကိုတစုံတယောက်ကတီးရိုးကပ်ပြီးပြောနေတယ်လို့အတန်ကြားရပါတယ်။နှာခေါင်းထဲမှာလည်းစိတ်ချွေချွေရနံတစ်ခုကိုခံစားနေရပါတယ်။မျက်လုံးပွင့်ကြည့်ဖို့ကြိုးစားပေမဲ့လည်းခင်လေးရဲ့မျက်လုံးတွေကဖွင့်လို့မရခဲ့ပါဘူး။ဗဇက်ကမေးဖို့ပြင်တော့လည်းနှုတ်ကဟမရပါဘူး။ နမတော်ကိုအန္တရာယ်ပေးမဲ့သူတွေရှိနေတယ်။နမတော်ဘလောက်ပဲကောင်းတာတွေလုပ်ပေးပေးသူတို့ကအကောင်းမြင်မှာမဟုတ်ဘူးနမတော်ရဲ့။သူတို့တွေကအမောင်မျက်နှိုးကြတဲ့လူသားတွေ။အဲဒါကြောင့်မို့နမတော်ပြန်လာခဲ့လိုက်ပါတော့။ခင်လေးအတန်ကိုနားထောင်ပြီးတော့ချုပ်တီးနေရတာတွေကိုစိတ်ကမခံစားနိုင်တော့ပါဘူး။အတင်းကရောရုံးကန်လှူရှာဖို့ကြိုးစားလိုက်မိပါတယ်။ဟဲ့ ဟေးမလာဘူးမလာဘူးကြေလောင်စွာနဲ့အော်ဟင်းရင်းနဲ့ခင်လေးလန်နိုးလာခဲ့ပါတယ်ခင်လေးနိုးလာတာနဲ့တပြိုင်တည်းထဲမှာပဲနဘေးမှာအဖော်လာအိပ်ပေးနေတဲ့ရွာထဲကဘုတ်စုံမဆိုတဲ့ကောင်မလေးကပါလန်နိုးလာခဲ့ပြီးတော့ဆ iam မလေးဆ iam မလေးဘာဖြစ်လို့လဲဆ iam မလေးရဲ့ခင်လေးမှာတော့ဘုတ်စုံမရဲ့အမေးကိုချက်ချင်းမဖြေနိုင်ခဲ့ပါဘူးမြေဝန်းစုံကအခန်းပတ်လည်ကိုလိုက်လံကြည့်နေမိပါတယ်မိကိုလိုလိုစိမ့်ငွေ့ငွေ့အရာတွေကအခန်းထဲမှာဝေဝဲနေပါတယ်ဆ iam မလေးဘာဖြစ်တာလဲလို့ဩ ဟိုဘာမှဖြစ်ပါဘူးအိမ်မက်မက်နေလို့ပါအိမ်မက်ဆိုးတွေမက်တာဩတော်သေးရပေါ့ဘုဆုံမကဆံမလေးဘာများဖြစ်လဲလို့ရေရေတအောင်မလားဆံမဘုဆုံမခက်ပေးမယ်လေဘုဆုံမကအခန်းပြင်ကိုထွက်သွားပြီးတော့တောက်ရေတစ်ခွက်ခက်လာပေးပါတယ်ခင်လေးကလည်းမောဟိုက်ပြီးတော့အာဂုံနဲ့၆ကတ်နေရတာမို့ရေကိုအငမ်းမရတောက်ချလိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့ဟဲ့ငမု နေပြောတာမဖြစ်နိုင်လိုက်တာဟဲ့နေမသာအမူးလိုပြီးတော့ဖြစ်တာနေမှာပါဒေါ်ဘွားစိန်ဒေါသနေထွက်နေခဲ့ပါတယ်သူနှစ်ဘေးမှာတန်ချောင်းကတော့မနဲ့မိုးလင်းအရက်စာနေတဲ့ပုံနဲ့ကျုပ်ကနေလေခင်အဲ့ဒီကိုထပ်သွားပြီးကြည့်လိုက်ပါအောင်မယ်ဒီတခါတော့စိတ်ချပါဗျာဒေါ်ဘီဒေါ်ဘီတန်ချောင်းနေငါစီကနေအရက်ဖို့တောင်းမယ်မကြံနဲ့တော့နော်ငါဘာသာပဲငါသွားတော့မယ်ဒေါ်ဘွားတင်တန်ချောင်းလက်ကအထုပ်ကလေးကိုဇက်ခနဲလူယူလိုက်ပြီးတော့ပြောလိုက်ပါတယ်ပြီးရတဲ့သူ့ချန်နေကနေထွက်ဖို့အတွက်ပြင်လိုက်ပါတယ်အမလေးတော့ ခြံဝါးကနေသူ့ကိုမန်ပီနေတဲ့မွေကြီးတကောင်ကြောင့်ဒေါ်ဘွားတင်တယောက်လန့်ပြီးတော့អော်လိုက်မိပါတယ်။တန်ចောင်းကလည်းဒေါ်ဘွားတင်អော်တန်ចောင်းအနားကိုပြေးလာခဲ့ပါတယ်။အရီခိုက်တက်မှာပဲဒေါ်ဘွားတင်ရဲ့ခြံတဘေးကခြုံရွယ်တို့ဟာတွတ်ွက်ခါအောင်လှုပ်ရမ်းလာကြပြီးတဲ့နောက်အရွယ်ဆုံးတဲ့မွေတွေများစွာထွက်ပေါ်လာပါတယ်။မကြာမီချိန်မှာတော့ဒေါ်ဘွားတင်ရဲ့ခြံဘက်စီကအော်တန်နဲ့ကြီးတွေထွက်ပေါ်လာခဲ့ပါတော့တယ်။လက်သက်ကြီးဒေါ်ဘွားတင်နဲ့အရက်သမားတန်ចောင်းတို့တေးပြီးတဲ့ဟမ် ဘလို့ဖြစ်တာလဲတကလုံးပြနမ်းပြီးတော့ခြံဝတ်မှာတင်တည်နေကြတာတဲ့နားလဲတဲ့သူတွေပြောတာတော့မွေစိတ်တက်ပြီးတော့တည်တာတဲ့ဟမ်ဟုတ်လားအေးလေတော်ဘွားတင်တို့မလဲအရင်ကသူတို့ပြုခဲ့တဲ့ကံတွေအတွက်နဲ့သူ့เจ้าနဲ့သူ့ကံပေါ့ဤရွာထဲမှာလက်သက်ကြီးတော်ဘွားတင်တဲ့တန်เจ้าတို့တရင်ကပြက်နက်နေခဲ့ပါပြီအဲ့ဒီတရင်ကိုခင်လေးကြတော့နှစ်ယောက်စလုံးကိုသူတေချာမသိပေမဲ့အတော့ကိုစင်မကောင်းဖြစ်မိခဲ့ပါတယ်အဲ့ဒီနီးတူစွာပင်ခင်လေးလိုမျိုးမဟုတ်ပဲနဲ့ဒေါ်ဘွားတင်တို့အတွက်ယွန်ကျိုးမရဖြစ်နေသူတယောက်လည်းရှိပါသေးတယ်။ထို့သူကငမိတ် မင်းပြောတာအမှန်ပဲလားအယိုးကောင်အရွယ်ဆုံးပရိမြနဲ့အနီရင့်အောင်အခင်ချင်းတွေးခွက်တင်နဲ့ပြည့်နေတဲ့အခန်းထဲမှာထိုင်နေတဲ့အောက်လန်းစရာကန်ကြီးကမေးလိုက်တာပါသူမေးနေတဲ့ငမဲကြီးဆိုတာကတော်ဘွားတင်ကမွေးကျင်နေဆိုလို့သူ့စီကနေလွတ်ပေးထားတဲ့သက်စီတကောင်မှာဟုတ်တယ်ကျုပ်တော်သူတို့မရှင်နိုင်လို့ခွေပြည့်ဝတ်ပြီးပြေးခဲ့ရတာဗျဘသူကမွေတွေကိုခိုင်းလိုက်တာလဲသိလားကျုပ်မြင်မိတာတော့မွေတွေအားလုံးရဲ့အနောက်မှာ အစိမ်းရောင်တောက်တောက်ကိုဝတ်ထားတဲ့သူတယောက်ပဲဗျာသူ့ရဲ့လှူရှာမှုပုံစံမျိုးအောင်မွေတကောင်နဲ့တူတယ်ငကားဒါဟာငကားပဲကန်ကြီးရဲ့ရေရွမှုကြောင့်ငမဲကြီးမော်ကြည့်လာပါတယ်ဒါဟာဟိုသားဘွားဆရာမနဲ့ပတ်သက်နေမှာတော့အသေးကြပဲကန်ကြီးကထပ်မံပြီးတော့တွေးဆကပြောလာပါတယ်ငမဲကြီးကတော့သူ့ရဲ့သခင်ရှိမှဒူးတော့ခါစားလျက်ပဲရှိနေပါတယ်။ကန်ကြီးတယောက်မှာတော့အဲ့ဒီအကြောင်းအရာတွေကိုအလေးနဲ့ဒါတွေးတောနေရတဲ့ရှိနေပြီ။နောက်ဆုံးမှာတော့ငကာငကာဒါတိုက်တစ်ခုခုကောင်ပဲဖြစ်မယ်ကွာ။ ဟိုကောင်မနဲ့တခုခုပတ်သက်နေတယ်ဆိုတော့အဲ့လိုရေရွရင်းနဲ့ပြုံးလိုက်တဲ့ကန်ကြီးရဲ့မျက်ဝန်းတွေကအယောင်တွေတစ်ဖက်ဖက်နဲ့လက်နေပါတော့တယ်ရှွန်းလက်နေတဲ့လရောင်အောင်မှာရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့ဇေဒီတဆူဇေဒီကလေးနှစ်ပေးမှာတော့လူလင်ပြိုတယောက်သူ့ရဲ့အကြည့်တွေကအဝေးစီကိုငေးကြည့်ပြီးတော့ မြက်ဝန်းနေမှာတော့အမီဖော်မရတဲ့အရေးအယောင်တချို့ကရှက်တန်းနေပါတယ်နမတော်လေးရေမောင်တော်တိတ်ကိုစိတ်ပူပန်နေရပြီကွယ်နမတော်လူဘဝမှာဆက်နေစေခြင်းသေးပေမဲ့အခုများတော့အန်ရည်တွေကရောက်ရှိလာပြီနမတော်ရေမောင်တော်ဘလို့ဖြစ်ရှင်းရမှန်းတော့မသိတော့ပါဘူးနမတော်ရေ လူလင်ကတီးလို့ရေရွတ်နေမိပါတယ်။အရင်နောက်မှာတော့ဇေဒီကလေးနှပေးကနေထားလိုက်ပြီးတော့တောစီကိုဝင်ရောက်သွားပါတော့တယ်။ခင်လေးတယောက်အိမ်မက်မက်ရာကနေလန်နိုးလာခဲ့ပါတယ်။ယခင်မွေးနေ့တုန်းကမက်တဲ့အိမ်မက်ကိုပဲသူပြန်မက်နေရပြန်ပါတယ်။ဒီတစ်ချိန်တော့အိမ်မက်ကယခင်နဲ့အနေငယ်ကွဲပြားလာပါတယ်။ယခင်ကနဂါးကြီးစားလွန်စွာချောမောလှပလွန်လာတဲ့ယောက်ျားပြူတယောက်ကဇေဒီရဲ့နှပေးမှာရှိနေခဲ့တာပါ။အိမ်မက်ထဲမှာယောက်ျားပြူပြောခဲ့တဲ့စကားတွေကအပြစ်မှာပါခင်လေးနားထဲမှာစွဲနေခဲ့ပါတယ်။ဒီဇေဒီနဲ့ငါပတ်သက်မှုရှိနေဆိုတော့တေချာနေပြီ။ ါဖြင့်ဟိုတယောက်က ခင်လေးတယောက်တည်းအိပ်ရတဲ့လဲနေနေစဉ်းစားနေမိပါတယ်ဒါပေမဲ့လည်းခိုင်လုံတဲ့အဖြေကိုတော့သူမရနိုင်ခဲ့ပါဘူးအမောင်တို့ထဲမှာခင်လေးထိုင်နေရာကကြီးလက်ကျမ်းမာရေးဌာနလေးရဲ့အထက်ကောင်းကင်ရံမှာတော့လရတကောင်ပြန်ဝဲနေပါတယ်အချိန်ကလည်းတပြည့်ပြည့်နဲ့တကောင်ရံကိုတိုင်ခဲ့ပါပြီရွာထဲကိုတော့လူသုံးယောက်ကတက်တိစိတ်ဝင်လာခဲ့ပြီးတော့ခင်လေးနေထိုင်ရာကျမ်းမာရေးဌာနစီကိုချင်းကပ်လာခဲ့ပါတယ်အဒီနောက်မှာတော့သုံးယောက်စလုံးကကျမ်းမာရေးဌာနလေးကိုမျက်နှာမူလိုက်ပြီးတော့အထက်ရတယောက်ကဂါတာတချို့ကိုမမ်းမုတ်လို့အထဲစီကိုနနွေးမုတ်လို့လို့ပြာလို့လို့အဝါ ရောင်အမုံတွေကိုပတ်သွင်းနေပါတယ်အမုံတွေခြံထဲကိုဝင်ရောက်လာတာနဲ့တပြိုင်နက်ဌာနကိုဝင်းရံနေတဲ့စိန်ငွေငွေရောင်တွေကပျောက်ရှကုန်မှာတော့တယ်ကဲပေါက်ကြီးတို့အထဲကိုဝင်ပြီးတော့အဲ့ကောင်မကိုတွားဖမ်းခဲ့တော့ကွာအလဲရလူရဲ့အမိန်ပေးတဲ့အဆုံးမှာတော့နဘေးကနှစ်ယောက်ဟာကျမ်းမာရေးဌာနစီကိုဝင်ရောက်တွားခဲ့ပါတယ်ဟေးကောင်တွေဒီကောင်မကိုတေချာလေးစောင့်ကြည့်ထားကြ မင်းတို့ရဲ့ပေါ်ရုံမှုကြောင့်ငါလုပ်ကိုတော့အနောက်ရက်မပေးကြနဲ့။ကံကြီးတယောက်သူ့ရဲ့ခန်းထဲမှာခင်လေးကိုပေါက်ကြီးတို့နှုတ်ကိုချုံနှောင်ထားစေပြီးတော့သူကတော့အစီရင်တွေကိုဆက်လက်ပြီးတော့ပြုတ်လုံနေပါတယ်။ခင်လေးကတော့ပေါက်ကြီးတို့နှစ်ယောက်ရဲ့လက်ထဲမှာခေါင်းငိုက်ဆိုင်ကြလို့အချိန်တော်လေးကြာတော့ကံကြီးရဲ့အစီရင်တွေပြီးမြောက်သွားခဲ့ပါတယ်။အစီရင်ပြုတ်ထားတဲ့လင်မန်းကိုကင်ပြီးတော့ကံကြီးကခင်လေးဘက်ကိုလှည့်လာပါတယ်။အရင်နောက်မှာတော့ပါဇက်ကဂါထာရွတ်လို့လင်မန်းတွေကအရာတွေနဲ့ခင်လေးကိုပြစ်ပေါက်ပြီးတော့စိတ်ညှို့ပါတော့တယ်။ကောင်းမ မူလပြန်စမ်းနေရအတိတ်ဘဝကိုသတိရစမ်းကံကြီးကခင်လေးကိုနှုတ်မိန်ပေးနေပါတယ်မကြပါဘူးခင်လေးရဲ့ခန္ဓာကိုယ်ကြီးဟာမွေးတကောင်လိုလူးလူးလွန်းလွန်းဖြစ်လာခဲ့ပါတယ်ပြီးတော့ကံကြီးတို့ကိုမျက်ဝန်းနေနေကြီးတွေနဲ့စိုက်ကြည့်နေပါတယ်အာခံကျင်တယ်ဗောကောင်းပါဟလားယော့အာအာခင်လေးစီကနေအော်တန်နတ်ကြီးထွက်ပေါ်လာခဲ့ပါတယ်ကောင်းမနင်းအခံမှုတော့မကြိုးစားနဲ့နင်းအခြေအနေနင်းသိလိုက်စမ်းခင်လေးတယောက်ငြိမ်ကြသွားခဲ့ပါတယ်ကံကြီးကဆက်လက်ပြီးတော့နင်းနေခဲ့တဲ့ဌာနေကိုငါတို့ကိုလိုက်ပြစမ်း ခင်လေးတယောက်မျက်ဝန်းများမိထားရင်းကနေခေါင်းငိမ့်လိုက်ပါတယ်ကျူးတုတ်ခံထားရပြီးတော့အိမ်မွေးချခံထားရသူလိုဖြစ်နေတဲ့ခင်လေးကကံကြီးတို့ကိုအရှိကနေဥဆောင်ပြီးတော့ခေါ်သွားနေရပါသူတို့အားလုံးမနဲ့အစောကြီးကလေးကရွာကနေထွက်ပြီးတော့ယိုးမတော်ရဲစီကိုဝင်ခဲ့ကြတာပါအချိန်ကလည်းတော်တော်ကြာနေခဲ့ပါပြီပေါကြီးတို့နှစ်ယောက်ကတော့ခင်လေးကိုကြည့်ပြီးတော့တစုံတရာလှုပ်ချင်နေရမှာဒါပေမဲ့လည်းကံကြီးကိုကြောက်နေရတာမလို့သူတို့ဆန္ဒကိုမျိုးသိမ့်နေကြရပါတယ်နေဝင်လို့နင်းနီးချိန်မှာတော့တောင်ကြီးမြေပြက်ပြက်လေးစီကိုအရောက်ခင်လေးရဲ့ခြေလမ်းနေရာရက်တန့်သွားပါတော့တယ်ရောက်ပြီလား ခင်လေးကခေါင်းငိမ့်ပြပါတယ်။ကန်ကြီးကတော့ပတ်ဝန်းကျင်ကိုကျဉ်ကျဉ်နက်နက်ကြီးတစ်ချက်ဝေးဝိုက်ကြည့်လို့ပြုံးလိုက်ပါတယ်။အရင်နောက်မှာတော့ခင်လေးရဲ့နှစ်ဖူးထိတ်ကိုလက်ဝါးနဲ့အုပ်လို့ဗဇက်ကနေလည်းတစုံတရာဘာညာစမကလာတွေရွတ်လိုက်ပါတယ်။ကန်ကြီးရဲ့ရေရွတ်မှုအစုံခင်လေးတယောက်အယုတ်ကျိုးပြတ်ဆိုသလိုခွေခေါက်လဲကျသွားပါတော့တယ်။ဟဲ့အောင်လေဟိုဟာတယမ်းကျင်မနေကြနဲ့။ဒီကိစ္စပြီးရင်မင်းတို့အနားမှာဟော့တယောက်ဟော့တယောက်ဆိုပြီးထဲလဲတွဲလာနိုင်လိမ့်မယ်။ဟုတ်ပြီလား။တွားတွား ပါလာတဲ့ကြော့ပွဲတွေပြုံမှုမြ мян လောက်ကြ။ကန်ကြီးရဲ့ဆွဲလုံးတွေကထိရောက်လာပါတယ်။ပေါက်ကြီးနဲ့ငဝင်းတို့နဲ့ရောက်ခင်လေးကိုလစ်လျူရှုလို့သူတို့ကိုကန်ကြီးခိုင်းတဲ့အတိုင်းပဲတသွေမတိန်ဆောင်ရွက်ကြပါတော့တယ်။အဲဒီချိန်မှာပဲတဝုံဝုံတချင်းချင်းနဲ့တော်လဲပဲ့တင်တန်းကြီးနဲ့အတူငွေရောင်ကြီးဖြာကြနေတဲ့လရောင်အောက်မှာဝင်းကနေလင်းကနေပေါ်လာတဲ့ရွှေရောင်စည်ဒီလေးညံတော်ကတော့ကိုးရောင်ခန်းသာရှိပါမယ်။စည်ဒီတစုလုံးကိုရွှေသားစစ်နဲ့တည်ထားတာဆိုတော့လရောင်အောက်မှာတဖိတ်ဖိတ်တလက်လက်နဲ့အရောင်နေဟာတောက်ပနေလျက်ရှိပါတယ်။ အောင်မီကွာအောင်မီအောင်မီကန်ကြီးကထောက်အောင်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ပေါက်ကြီးတို့မင်းတို့ဇီရီရဲ့ရွှေသားတွေကိုတွက်ခွာကြတော့ကွာကန်ကြီးစကားကြောင့်ပေါက်ကြီးဇက်ပူသွားပါတယ်ဆရာဟိုဟိုငါကဘာမှပူမနေနဲ့ ငါထိန်းထားလိုက်မယ်ကွာဟုတ်ပြီလားကံကြီးကအာမခံတော့ပေါကြီးတို့လည်းမတက်တာတော့ပါဘူးသူတို့နေရောက်စီးရဲကနေထွက်လိုက်ကြရပါတယ်အပြင်ဘက်ကိုရောက်တဲ့ဆိုရင်ပဲပဝင်းကျင်တစ်ခုလုံးကမွေတွန်တန်နေမန်ဖီတန်နေထွက်ပေါ်လာခဲ့ပါတယ်လာရအောင်မှာတော့ဥကောင်းတွေကိုရိမ့်နှဲ့နေတဲ့မွေတွေကိုလည်းသူတို့မြင်နေကြရပါတယ်ကံကြီးကစီးရဲကနေပြီးတော့ဂါထာမန်နံဘာညာစမကလာတွေအဆက်မပြတ်ရွတ်နေပါတယ်သူရဲ့ရွတ်ဖက်တရစဲမှုတွေကြောင့်မွေတွေဟာအရှိကိုတိုးမလာနိုင်ခဲ့ပါဘူးလူလင်မျိုးတယောက်ကစမ်းချောင်းကလေးထဲမှာရေစိမ့်နေတော့သူနေထိုင်ရဘက်စီကနေဝုန်းနဲ့ဆိုပြီးအတန်ကိုကြားလိုက် ရပါတယ်ရန်သူလူလင်ပြူကအဲ့ဒီလိုရေယူပြီးတာနဲ့ချက်ချင်းပဲကမ်းမော်ကိုအပြေးတက်ပြီးတော့သူ့နေထိုင်ရာနေရာစီကိုအလင်းမြန်ပြေးသွားလိုက်ပါတော့တယ်မကြခင်မှာတော့လူလင်ပြူကသူ့ရဲ့နေရာစီကိုရောက်ပါပြီကရော်ပွဲတွေနဲ့တိုက်တူးဖို့ကြိုးစားနေသူတွေကိုတွေ့လျက်ရပါတယ်သူ့ရဲ့အချွေရန်တချို့ကလည်းလူ၃ယောက်ကိုတားမြစ်ဖို့အတွက်ကြိုးစားနေပေမဲ့အရာမထင်ပါဘူးအဲ့ဒီအချင်းရာတွေကြောင့်လူလင်ပြူကဒေါသထွက်သွားပြီးတော့မျက်ဝန်းတွေကရဲရဲတောက်နေလာခဲ့ပါတယ်အဲ့ဒီခိုက်တက်မှာပဲလူလင်ပြူမြင်လဲရတာကကိုကိုလေးလဲကျနေတဲ့မိမ့်မပြိုးသူ့မဟုတ်ခင်လေးကိုပါနမတော့ လူလင်ပြိုကခင်လေးကိုပွတ်ဖက်လိုက်ပါတယ်အဲဒီချိန်မှာပဲစီဝိုင်းထဲမှာရှိနေတဲ့ကန်ကြီးကနောက်ဆုံးတော့မင်းရောက်ခဲ့ပြီပဲလူလင်ပြိုကကန်ကြီးစီကိုကြည်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ရုတ်တရက်အန်ကိုကြိတ်လိုက်ပြီးတော့သူ့ခန္ဓာကိုယ်ကိုလည်းတစ်ချက်လှောက်ခါလိုက်ပါတယ်ဝုံနေဆိုတဲ့အတန်နဲ့အတူလူလင်အသွင်ကနေကြီးမားလာတဲ့ငကားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ် ငါလည်းအဲ့ဒီအတွက်ကြိုတင်ပြင်ဆင်ခဲ့ပြီးသားပါကွာ။ကန်ကြီးကအဲ့လိုပြောပြီးတာနဲ့မန်တန်တပုတ်ကိုရွတ်လိုက်ပါတယ်။သူရဲ့ရွတ်ဖက်တန်အဆုံးမှာတော့လေပြင်းနဲ့တရွှိရွှိတိုက်ခတ်လာပြီးတော့လိုက်ရအောင်မှာကောင်းငင်ကနေပြန်ဝဲဆင်းသက်လာတဲ့ကြီးမားလာတဲ့ငက်ကြီးတကောင်ငက်ကြီးကအရှိန်နဲ့ပြေးဆင်းလာပြီးတော့ နဂါးကြီးကိုထိုးတုပ်လိုက်ပါတယ်အဲ့ဒီနဂါးကြီးကတော့ငကြီးသူစီရောက်မလာမီနဘေးကမင်းမပြိုကိုထိခိုက်မှဆိုလို့အမီးကြီးနဲ့နဘေးကိုတွန်းဖယ်လိုက်ပါတယ်အဲ့ဒီခဏမှာပဲငကြီးရဲ့ထိုးတုပ်ခြင်းကိုနဂါးကြီးခံလဲရပါတော့တယ်တရောလုံးပဲ့တင်ထက်သန်နေနဲ့ဝုံနိုင်ကျဲနေပါတယ်နဂါးကြီးနဲ့ဂလုံးငကြီးတို့ရဲ့တိုက်ခိုက်မှုကြောင့်ပေါက်ကြီးတို့ခမရမှာလဲရှေ့ကိုမတိုးရဲကြပါဘူးရောက်ရနေရမှာရက်နေကြပြီးတော့တိုက်ပွဲကိုကြည့်နေကြပါတယ်ကန်ကြီးကတော့မျက်စိကိုစုံမိတ်လိုက်ပြီးတော့မန်နန်တွေအဆက်မပြတ်ရွတ်ဖတ်နေပါတယ်ဟေးအောင်လေရက်လိုက်ကြစမ်းကွာ ောင်မြင်ထဲဝါလွန်းလာတဲ့ငေါင္ငန်းတန်အတန်ရဲ့အဆုံးမှာတော့တောထဲကနေတောင်ဝေးကိုအားပြုပြီးလမ်းလျှောက်လာတဲ့အဖွားဟိုတယောက်ကန်ကြီးရဲ့ရွက်ဖက်တန်ကရက်တန်သွားခဲ့ပါပြီနင်တို့တော်တော်မိုက်တဲ့ကောင်တွေပဲဟမ်ဖယားကပစ္စည်းကိုနင်တို့မို့လို့ပစ်မရက်တယ်အဖွားဟိုကကန်ကြီးကိုဒေါသတကြီးကြည့်ပြီးတော့ပြောလိုက်ပါတယ်ကန်ကြီးတယောက်ကတော့အဖွားဟိုကိုမထီတီးပြန်ကြည့်ပြီးတော့အဖွားကြီး ကိုနဲ့မဆိုင်လို့ရှိရင်ဘေးရှောင်နေလိုက်ဆမ်းပါမဟုတ်လို့ရှိရင်တော့ဂျားတဲ့ကနေအချောင်မသာပေါ်နေမယ်နော်ကန်ကြီးရဲ့စကားကြောင့်အဖွားဟိုဟာအာရပါရထရေလိုက်ပါတယ်နင်ရဲ့မြန်ငါ့ကိုကျိန်လာမောင်းလာနေဟမ် ခမရဘသူမလို့ဒီလောက်လေကြီးနေရလဲငါဘသူဆိုတာနင်သိကျင်လို့ရှင်သိရမှာပေါ့အဖွားဟိုကပြောလိုက်တယ်ဆိုရင်မဲအနောက်တော်ရဲစီကနေလွန်စွာကြီးမလာတဲ့ကြာကြီးတကောင်ကခုံထွက်လာပါတယ်အဲဒီချိန်မှာပဲအဖွားဟိုရဲ့ရုပ်တွင်ကရုပ်ချင်းပြောင်းလဲသွားပါတော့တယ်လက်တစ်ဖက်ကဓာတ်လို့ကိုကင်ဆောင်ထားတဲ့အဖွားဟိုရဲ့တမင်ကိုမြင်ရတော့ကန်ကြီးလက်ပြတ်သွားပြီးတော့ဒူးထောက်ကျသွားခဲ့ပါတယ်အမေအမေတားတော့မားပါတယ်အမေရဲ့တားတော့ခွတ်လို့ပေးပါ ကံဆိုတာကိုကပြူတာပဲလောကမှာမပြစ်မားလိုက်တဲ့သူကိုပြစ်မားလိုက်တာတကယ်ကိုကြီးမားလွန်တဲ့အပြစ်ပါပဲကိုရဲ့အပြစ်တံအတွက် ကိုယ်တိုင်ခံယူပါဓားကင်ထားတဲ့မေတော်စီကစကားတန်အဆုံးမှာတော့အနောက်မှာရှိနေတဲ့ကြားကြီးကကန်ကြီးစီကိုခုံဝင်အုပ်လိုက်ပါတော့တယ်ထိုနည်းတူစွာပဲတစ်ဖက်ကပေါက်ကြီးတို့ဟာလည်းသူတို့ဆရာကန်ကြီးရဲ့အဖြစ်အပျက်ကြောင့်ကြောက်ဝါလန့်အားနဲ့တွေးပြက်ပြီးထွက်ပြေးကြပါတယ်ဒါပေမဲ့လည်းသူတို့ကံမကောင်းခဲ့ကြပါဘူးတောဆက်စီကိုမရောက်ခင်မှာပဲများစွာသောမျိုးတို့ကသူတို့ခန္ဓာကိုယ်တွေပေါ်စီကိုခုံတက်ရစ်ပတ်ပြီးတော့ကြိုက်ခဲကုန်ကြပါတယ် အသည့်ငကားမင်းတို့မောင်းတယ်ရွှေစည်ဒီကိုဆက်လက်ပြီးတော့ဆောက်ရှောက်နိုင်ပါစေတပည့်အမိုက်မဲတွေကြောင့်အခုလိုမျိုးအနောက်ရှက်ဖြစ်သွားရတာကိုတော့ခွင့်လွတ်ပေးပါခွင့်ပြုပါလို့ငကားမင်းမေတော်တန်ကစကားဆိုတဲ့တရားတန်ချက်များစွာနဲ့ငကားမင်းတစ်ဖြစ်လဲလူလင်ပြူကကျေးဇူးကြီးလာပါတယ်မေတော်မေတော်ကအဲ့ဒီနောက်မှာတော့သူ့ရဲ့စီးတော်ကြကြီးရဲ့ကြောစီကိုတက်လို့ထွက်ခွာသွားခဲ့ပါတယ်လူလင်ပြူကမေတော်ထွက်ခွာသွားရစီကိုတခဏမျှငေးကြည့်နေမိပြီးတော့အနောက်ကိုလှည့်လိုက်ပါတယ်ဟမ် အစိမ်းရောင်ဝှစ်စင်ထားတဲ့မိမ့်မက်ပြိုတရားမိမ့်မက်ပြိုကိုမြင်တော့လူလင်ပြိုဝမ်းသာသွားပါတယ်နှမတော်မောင်နှုတ်စီကိုပြန်လာတယ် မိမပြူစီကရွှွွွန်ဆဆအပြုံးတစ်ခုပေါ်လာပြီးတော့ခေါင်းငိမ့်ပြပါတယ်။အရင်နောက်မှာတော့သူတို့နှုတ်ဦးသားပျော်ရွှင်လွန်းစွာနဲ့ပဲတအူးလက်ကိုတအူးဆွဲကင်ပြီးတော့ရွှေရောင်တပြက်ပြက်လက်နေတဲ့ဇေဒီကလေးစီကိုအပြေးလေးလမ်းသွားကြပါတော့တယ်။သူတို့တွေထွက်ခွာသွားပြီးတဲ့နောက်အဲ့ဒီနေရာလေးစီမှာတစုံတရာကကြံရှိနေခဲ့ပါတယ်။အဲ့ဒီယာကတော့ကြောက်တုံးကြီးတစ်ခုရဲ့နဘေးမှာဦးကောင်းစီကနေသွေးများထွက်ကာတေဆုံးနေလေးပြီဖြစ်တဲ့ခင်လေးသူမဟုတ်တားဖွားဆရာမလေးရဲ့အလောင်းရယ်ပါ။ဇလန်းလေးကတော့ဒီမှာတွေပဲပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစုံနေတဲ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်း တို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်